များရဲ့ဗီဒီယိုဖိုင်တွေတော်လိုင်းရေးဘတ်တော်သားများရဲ့ post တွေတော်လိုင်းရေးဘတ်တော်သားများဘက်ကတင်တဲ့သတင်းတွေကိုဝင်ပြီးဆဲမယ်ဆိုမယ်ဆိုရင်တော့နုဆောက်ခွက်တွေအမှန်မကော်ရဲဘူး။အဲ့ဘာကိုပြနေရလဲသိလား။တခင်အတွက်ဝင်ကြိုက်ပေးနေတာတော့မှငါမျက်နှာကြီးနဲ့ကြိုက်နေတာမဟုတ်ပါဘူးကွာလို့ကျွန်တော်ပြောနေရတယ်အတူတူပဲ။ဘာလို့ဆိုအားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ နေစဉ်ထူးဆင်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဗီဒီယိုတွေကိုစောင့်ကြည့်ပြီးတော့ငါဗီဒီယိုတွေတက်လာလို့ရှိရင် တီကောင်ကိုစားနဲ့တို့တယ်လို့ထွန့်ထွန့်လူပြီးတော့အောက်တန်းစားအတွေးခေါ်ရင်းနဲ့ဝင်ဝင်ဆဲနေကြတဲ့ကောင်ပြောချင်တာပါလေသီလားပြောချင်တာပါလေဆိုတော့ညီတို့ဆဲတာတော့ကတော့လေငါငါအိမ်သာသွားရင်စီးတဲ့ခဏလောက်တော့မှဂယူဆိုင်ဟာငါတို့အိမ်သာစီအိမ်သာစီခဏလေးဆိုလို့ရှိရင်ငါလေညစ်ပတ်တဲ့ဟာဆိုမစီဘူးနော်ညစ်ပတ်သွားပြီရုပ်ဆိုးသွားပြီဆိုရင် မစီဘူးအိမ်သာစီခဏတောင်ငါတို့ကတန်တန်ပဲမြန်လှလှပါပါစီးတယ်။ဩ အဲ့ဒါဘာကိုပြောတာလဲဆိုတော့အင်သာစီးဖနှက်ကိုငါဘယ်လောက်ထိဂယုစိုက်တက်တယ်ဆိုတာကိုရှင်းပြတာနော်အဲ့ဒါပေမဲ့တခုတော့ရှိတာပေါ့လေဒီနောက်ဘက်ကနေလာပြောကြတာလည်းရှိတယ်ဟမ်လောင်နေတာလားတော့ဆက်နေပြီလားတော့ကြောက်နေပြီလားတော့နော်ဒီလောက်လောက်ပါတယ်မျက်နှာလေးကိုလောင်နေတဲ့ယုံမြန်ပေါက်နေလို့လားကွယ်ဟဲ့လားလောင်ကြီးလောင်ငါတို့ကငါတို့ရဲ့သူရဲကောင်းရဲဘော်လေးကြီးအပြစ်မဲ့တဲ့ပြည်သူတွေအတွက်ပဲလောင်မှာပေါ့သူတို့အတွက်လောင်ရတာ တတ်မှုရှိတယ်လीဘာဖြစ်လို့လဲဆိုငါတို့ရှင်ထဲမှာတို့ကတတ်မှုရှိတာဟုတ်တို့အတွက်ငါတို့လောင်မှာပေါ့တို့အတွက်ကငါတို့ကလောင်သိရင်အမြဲတမ်းလောင်နေရမှာဘာဖြစ်လို့လဲကြည်လားစီလုံးမှုကိုပြတာတဲ့နေရာမှာမျှဝေခံစားခြင်းလို့ခေါ်တယ်ကွဘရုနိုင်ငံရဲ့လူငယ်လေးတွေပညာတတ်လေးတွေတနက်ကင်ပြီးတော့တိုက်ပွဲဝင်နေတဲ့အချိန်မှာသူတို့ရှင်ထဲမှာလဲနင်တို့လူအောက်တန်းစားဘောမတွေပြောချင်နေတဲ့ နင်းနင်းနန်းနာပြောပလိုက်ခြင်းနဲ့စကလုံးတွေရှိနေပါပဲ။ဒါပေမဲ့သူတို့မပြောနိုင်ဘူး။တိုက်နေကြရတာ။အိုးဒါကြောင့်မို့ငါတို့ကသူတို့ကိုစားဝင်ပြောပေးတာဖြစ်ပါတယ်။အဲ့ဒါဘာကိုပြတာလဲဆိုတော့ငါတို့ပြည်သူအချင်းချင်းသိတံကိုထားတယ်ဆိုတာကိုပြတာဖြစ်တယ်တကယ်တော့လောင်နေတာကငါတို့မဟုတ်ပါဘူးငါတို့သာလောင်နေတာဖြစ်ပါတယ်ဟမ်အဲ့ဒါအဲ့တော့ငါတို့ကဘာနဲ့တူနေလဲဆိုလို့ရှိရင်သိလားလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့အရာတွေကငါတို့ကြည့်မှုတဲ့ ေါ်ကားနေလို့မဟုတ်ဘူးသိလားလက်တွေဖြစ်ပြီးလက်တွေလုတ်ပြနေတဲ့အရာတွေအဲ့ဒါတွေကနင်တို့ကိုယ်တိုင်လည်းကြုံတွေ့နေရတာဖြစ်တယ်အဲ့တော့နင်တို့တွေကဟောင်ပြေးနေသိလားစစ်ကောင်စီဘက်ကနေပြီးဝင်ဝင်ဟောင်နေဒါပေမဲ့စစ်ကောင်စီကိုဂယုမဆိုင်ပဲနေနေရလားဆိုတော့လေမဟုတ်ဘူးနင်တို့လည်းဂယုဆိုင်နေရတယ်စစ်ကောင်စီကိုမကြောက်ဝဲနေနေရလားဆိုတော့လေမဟုတ်ဘူးနင်တို့လည်းကြောက်နေရတာဟာလာပြေးနေရလွှားနေရပြေးပေါက်ချောင်းနေရတာအမေနင်တို့တွေကငါတို့လိုဟာလား တော်လန်ရေးဖတ်တော်သားများရဲ့ဗီဒီယိုဖိုင်တွေတော်လန်ရေးဖတ်တော်သားများရဲ့ post တွေတော်လန်ရေးဖတ်တော်သားများဘက်ကတင်တဲ့သတင်းတွေကိုဝင်ပြီးစဲမယ်စိုးမယ်ဆိုရင်တော့လူစောက်ခွက်တွေအမှန်မပေါ်ရဲဘူး။အဲ့ဒါဘာကိုပြနေရလဲသိလား။တခင်အတွက်ဝင်ကြိုက်ပေးနေတာတော့မှငါမျက်နှာကြီးနဲ့ကြိုက်နေတာမဟုတ်ပါဘူးကွာလို့ကျွန်တော်ပြောနေရတယ်အတူတူပဲ။ဘာလို့ဆိုလို့ကြောက်နေရတာလဲ။ဟာလား။ကျွန်တော်တခင်ကိုကျွန်တော်ကအယိုးကြိုက်ပြီးတော့မှအဲ့ဒီအယိုးလေးမကြိုက်ရမှကြောက်နေရတယ်။နော်။ နင်းလို့ကောက်ရဲအုံနောက်ထဲမှာချီပရိမေရှိသိလားငါတို့ခင်ရထွက်တဲ့ချီရရောင်မှာတန်မှုရှိတယ်နော်ခြောက်သွားရင်မြေဩဇာပြန်ဖြစ်သေးတယ်နင်းတို့ကအဲ့ဒီလိုချီလောက်တော့တန်မှုမရှိတဲ့ကောက်နော်လူဘဝမှာသိလားမွေးဖွားလာတယ်ဆိုလို့ရှိရင်အမားနဲ့အမှန်ထမင်းစားပြီးခွဲတာသိလားချီစားပြီးခွဲတာဟုတ်နော်အမားနဲ့အမှန်ခွဲတတ်ဖို့တရားမှုနဲ့မတရားမှုခွဲခြားတတ်ဖို့ဆိုတာကကိုယ်ပိုင်ပါလာတဲ့ ညံ့ရင်ညံ့သွေးအနိုင်အမြင့်ပေါ်မှာမူတည်တယ်။အဲ့တော့နင်တို့ရဲ့ညံ့ရင်ညံ့သွေးကဟိုလှေကတိအောက်ဆုံးကခြိတုတ်ခုံလောက်တောင်မထက်မြောက်။အဲ့ဒီတော့နင်တို့မှာကိုကျင်းစာတရားတရားမျှတမှုဘာမှမရှိဘူး။ဟမ်ဟာလား။နင်တို့ကကိုကိုကိုမသိဘူးကိုကိုကိုလမ်းပြောင်းနေကြလို့နင်တို့ကဘယ်လိုလူစားမျိုးလဲဆိုတာကိုငါတို့ကလာပြီးတော့ရှင်းပြ။ဒီလိုလိုကောင်မျိုးတွေကိုစောက်ကောင်းနဲ့ထည့်လွန်လို့တော့ဘေးဟုတ်ပါမလဲ။ဒါပေမဲ့ဟုတ်လား ငါတို့လမ်းသွားတဲ့အခါလမ်းလျှောက်တဲ့အခါမြစ်ပတ်ပေးစုပ်ပြတ်တက်နေတဲ့လူတွေတွေ့ရင်ရှောင်သွားရရှားသွားရနော်အဲ့တော့ငါတို့တွေကနင်တို့တွေကိုမပြောဘူးဆိုတာကနင်တို့တွေကမတူလို့မတန်လို့မပြောကြတာအေးဒါပေမဲ့လေနော်အဲ့ဒီလောက်တော့မြန်မာနိုင်ငံမှာဒီလောက်ဖြစ်ပျက်နေတာတော့ဒီလောက်ထိအတိတရားမဲ့ရလားဆိုတဲ့အံ့ဩမှိန်တက်မှုနဲ့နင်တို့ကိုနင်တို့မမြင်တတ်နေတဲ့အတွက်နင်တို့ရဲ့အဆင့်အတန်းကိုငါကအခုဗီဒီယိုဖိုင်နဲ့ ပြောပြလိုက်ခြင်းဖြစ်ပါတယ်ကိုကူကမတိကြပါဆိုလို့မင်းတို့တွေကဟဟလာလမ်းဘေးကတတောင်းစားလောက်တောင်းစောက်စိတ်မရှိဘာလို့လဲဒီလူအချင်းချင်းတက်ဖြတ်နေရတာလူအချင်းချင်းဟဟလာမတရားလောက်ခံနေရတာအမှန်တရားပွင့်ပွင့်ရှင်းရှင်းကြီးရှိနေတာတောင်မှမင်းတို့ကအဘအဘဆိုပြီးတော့ဘောကြီးစွမဟမ်ဟောင်ပြေးတွေလောက်ဟမ် အစိုးကြုံတွေကလက်သီးပုံးတွေထုတ်ပြနိုင်မှာလည်းမဟုတ်ပဲနဲ့ဟမ်နင်တို့နိုင်ရင်နိုင်နေရကြပြီပေါ့ဟမ်နင်တို့နိုင်နေလို့နင်တို့ကတို့ယုံကြည်မှုအပြည့်ရှိနေတာကတော့ငါတို့လည်းဘာကြောက်ရှိနေလဲဆိုတော့မသိမပြောပြတတ်ဘူးပေါ့နော်ဒါပေမဲ့ထုတ်ပြလိုက်စမ်းပါဘယ်နေရာကနိုင်မှာလဲအခုတောင်မှကိုယ်နိုင်ငံကိုရောင်းစားပြီးတော့သူများနိုင်ငံကိုပွားပြီးတော့စစ်ကူတောင်းနေရတဲ့အနေထားမဟုတ်ဘူးလားဟမ်ဒါမှ မနိုင်နိုင်ပါဘူးခွာလို့လက်ထဲဘာမှမရှိပဲနဲ့ဟာလားအလူခံပြီးတော့ပြန်တိုက်နေရတယ်ပြီးသူလူတို့ကိုနင်တို့ကစောင့်ရှက်နေမဲ့ဆိုတော့ပြောရဲတယ်နော်နင်တို့မြင်တော့နင်တို့ဒါနဲ့ပြန်လှိလိုက်ကိုကောင်းတယ်သိလားပြီးတော့နင်တို့ရဲ့အောက်တန်းကြတဲ့ကွန်မန့်တွေကိုဖတ်ပြီးတော့အဖတ်တယ်ဆိုတာတမင်ဝင်ဖတ်တာတော့မဟုတ်ဘောနော်အဲဒီလိုပဲကွန်မန့်လေးကိုအားပေးရတဲ့ကွန်မန့်လေးတွေလည်းတွေ့ရတယ်လीเนาะအဲ့တော့ဝင်ကြည့်တဲ့အခါမှာနင်တို့ဝင်ဆဲရတဲ့သကလုံးတွေကလीအ နားမခံတာနိုင်တဲ့အောက်တန်းကြက်ကြအောက်လုံးကြီးဖြစ်တယ်။အဲ့တော့ငါကဘာကိုစဉ်းစားလိုက်တာလဲဆိုတော့ဓာတ်ဒီစကလုံးတွေကိုနင်တို့ရဲ့ညီမတွေနင်တို့ရဲ့အမေတွေအတွက်ငါကရင်လေးသွားတာ။ဘာဖြစ်လို့လဲဆိုတော့မိမတယောက်ကိုဟာလားပြပြနှစ်နှစ်ဆိုရှယ်မီဒီယာပေါ်မှာပြောရင်းတဲ့တက်တီဆိုတာကဘယ်ကထွက်လာတာလဲဒီလား။ နင်တို့ကိုမွေးထားတဲ့အပိုင်အဝိုင်းကနင်တို့မိဘတွေစီကထွက်လာတာဖြစ်တယ်။နော်အဲ့ဒီအတွက်နင်တို့ရဲ့ညီအမညီမတွေအမတွေကိုလည်းနင်တို့စီးတောင်စောက်ပါမလားလို့ရှင်လေးစွာတွေးမိပါတယ်။နော်အဲ့လေနင်တို့လိုကောင်းတွေကဟာလားနော်နင်တို့ယုံကြည်ရနင်တို့အယိုးကရဖို့နင်တို့ရဲ့ဘဝတွေကောင်းစားဖို့ဆိုလို့ရှိရင် တို့ကဘာပဲလုပ်ရလုပ်ရလုပ်တဲ့ကောင်လေးနော်အမလူကြားထဲမှာနင့်အမေကိုသွားချင်းဆိုလဲဘာချင်းမဲ့ကောင်အဲ့ဒါကနင်တို့ရဲ့အဆင်တန်ပဲနင်တို့ရဲ့ဗဇက်ကပေါ်ပြနေခြင်းပဲအဲ့တော့ငါကဒီနေ့တင်တဲ့ post ကနိုင်ငံရေးပြောတာမဟုတ်အဲ့ဒီနိုင်ငံထဲမှာနော်အိမ်သာတဲ့က အိမ်သားထဲမှာရေရေရေချိုးတဲ့အိမ်သားတွေကရေရေချိုးလို့လည်းရတယ်ကြိုတောက်လို့လည်းရတယ်ဟဟလားအိမ်သားတွေကပိုက်ကောင်းအောင်ထွက်တဲ့ကြီးရလေဒါပေမဲ့နင်တို့တွေကငါတို့နိုင်ငံထဲမှာဘလို့လူမျိုးတွေလဲဆိုလို့ရှင်အိမ်သားဆေးတဲ့ရေနော်အိမ်သားဆေးတဲ့ရေအဲ့တော့နင်တို့အဆင့်တန်းကိုဒီနေ့ဗီဒီယိုဖိုင်မှာငါကမတိမှဆိုလို့စေတနာနဲ့လာပြောတာနင်တို့အဆင့်တန်းဘယ်အဆင့်တန်းလဲဆိုတာနော်နင်တို့တွေကအိမ်သားကွက်ထဲကရေတွေပဲ သိလားငါတို့နိုင်ငံထဲမှာ လူလာဖြစ်နေရတာကိုကခုန ပြောသလိုတံပိုးရှိတဲ့တုံးလို့ရတဲ့ရေမဟုတ်ဘူးအမိုက်တရိုက်တွေပဲအိမ်သာစေးကွက်ထဲကရေတွေပဲเนาะအဲ့ဒါနင်တို့ရဲ့အစ်စ်အတန်းတော့ပြောရတာနည်းနည်းတော့အားနာတယ်ဟဲ့ဒါပေမဲ့တကယ်တမ်းကြောက်လို့ရှိရင်အဲ့ထက်စိုးသေးတယ်နင်တို့ရဲ့အခြေအနေကငါပြောတာထက်ပို့ပြီးတော့နှိပ်ကြတယ်ငါလောင်တာမဟုတ်ဘူးနော်ပြောပြတယ်